ကဲဒီကပြည်တံများအားလုံးမင်္ဂလာပါဒီတစ်ခါအလှကြရတဲ့ခဏကတော့စီးပွားရေးခဏပဲဖြစ်ပါတယ်ဒီခေါစီးပွားရေးခဏတော့ကျွန်တော်ရွေးချယ်ထားတဲ့ခေါင်းစဉ်လေးကတော့ bankruptcy လို့ခေါ်တဲ့ဒီဝါလီခံရင်းအတက်ပညာအကြောင်းအလေးပဲဖြစ်ပါတယ်ဘာလို့ဒီအကြောင်းအလေးကိုရွေးချယ်ရလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ပါဝင်လူများစုကဒီဝါလီခံရဆိုရင်တော်တော်ဆိုးဆိုးဝါးအခြေအနေတရက်လို့မှတ်ယူထားကြလို့ပဲဖြစ်ပါတယ်တကယ်ပဲအဲ့ဒီလိုဆိုးရတဲ့အခြေအနေတခုဟုတ်သလားမဟုတ်ဘူးလားဆိုတာကိုဒီကနေ့ကျွန်တော်တင်ဆက်သွားမှာဖြစ်ပါတယ်နိုင်ငံတကာနိုင်ငံမှာအသက်မှတ်ထားတဲ့ ။ဥပဒေများအရဒေဝါလီခံတဲ့အခါမတူကွဲပြားတဲ့အခြေအနေရှိတော်လည်းပဲဒီနောက်မှာရှိနေတဲ့အခြေခံတည်ယူလေးတွေကတူညီကြတဲ့အတွက်ကြောင့်မလို့ဒီကနေ့တင်ဆက်ဖို့ရွေးချယ်ခဲ့ရခြင်းလည်းဖြစ်ပါတယ်။ပြီးတော့ဒေဝါလီဆိုတဲ့ဇာတ်ဟာကုမ္ပဏီလုပ်ငန်းတွေမှာသာတုံးတာမဟုတ်ဘဲနဲ့ကျွန်တော်တို့လူပုဂ္ဂိုလ်တဦးချင်းစီလိုက်လဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ထုံးစံတိုင်း CY ကဏ္ဍမှာဆိုရင် balance sheet လို့ခေါ်တဲ့အရာလေးနဲ့တင်ဆက်ရမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်ဥပမာလေးနဲ့ဆက်ရအောင်ပါဗျာ။လယ်သမားကြီးဥတာအောင်ရဲ့လုပ်ငန်းဆိုကြပါစို့ ူရဲ့ assets တွေကဘာရှိမလဲဆိုရင်လဲ15အီကအတွက်350ဒါငွေကြက်ပေါ့နော်ကြက်ငွေကိုပြောတာ not ashing က350ငွေသားက10သိန်းလဲထုံဆက်ကသူ့မှာရှိတဲ့လဲထုံဆက်ကာလာပေါက်သေးရ300သူကဒါကိုအရစ်ကျနဲ့ဝယ်ထားတော့လဲပဲဒါဒီလဲထုံဆက်ကသူ့ပိုင်နေဒါကကာလာပေါက်သေးက300ပေါ့နော်အတူလောင်ထားတဲ့စဘာက1000စဘာ1000ဆိုတော့ကျွန်တော်တို့ကနောက်ကတင်းကိုကျွန်တော်ဖြုတ်ထားတာပေါ့တင်း1000စဘာ1000လို့ပြောတာ အဲဒါဘာတထောင်က30အဲစုစုပေါင်းသူ့ရဲ့ပိုင်ဆိုင်မှုတွေတွက်ကြည့်တဲ့အခါမှာ300ရှိမှာဖြစ်ပါတယ်တစ်ဖက်မှာလည်းအနာဂတ်မှာပြန်လဲပေးရမယ့်အကျွေးကြီးတနည်းအားဖြင့်ကျွန်တော် liability တွေကိုကျွန်တော်တွက်ကြည့်တဲ့အခါမှာဥဒါဝါဒီမြားစင်းအောင်ချင်းွေလဲသူယူထားတဲ့စေသိန်းချက်အလက်တုံးဆက်ကခုနကျွန်တော်ပြောဆိုအရေးကြသူဝယ်ထားတယ်ဒါပေမဲ့သူက down payment အောင်သူများများနဲ့ခြေလိုက်တဲ့အတွက်ကြောင့်မလို့သူဆက်အောင်ကျန်တဲ့ငွေရတော့30 40ပဲကျန်ပါတယ်အဲ့တော့အခွန်ပေးဆောင်ရဲ့ငွေပမာဏကတော့15သိန်း ီးတော့နိုင်ငံတော်ရဲ့လယ်သမားချင်းငွေကိုရယူထားတာကသိန်း90ဒါရိုက်သူပြန်ဆက်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့စုစုပေါင်းသူ့မှာအကျွေး135သိန်းရှိတယ်လို့ဆိုရမှာဖြစ်ပါတယ်။အဲ့တော့ပိုင်ဆိုင်မှုတန်ဖိုးစုစုပေါင်းကသိန်း100ရှိပြီးတော့အကျွေးပမာဏကသိန်း135သိန်းပေါ့နော်။အဲ့လိုရှိမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီနှစ်ခုခြားနာချင်းဖြစ်တဲ့အတရင်ပိုင်ဆိုင်မှု equity ဟာ85သိန်းရှိမှာဖြစ်ပါတယ်။ဒီအချိန်မှာဥတအောင်မိမကသူတို့အတူမိမပေါ့နော်။သူတို့မိသားစုတွေကတာသမီရှိတယ်။အဲဒီကလေးရဲ့ចောင်းစီရဲ့အတွက် ဒီနေချင်းပါပဲကျောင်းသားကတနစ်စာပေါ့နော်ကျောင်းသားကတနစ်စာကျပ်သိန်း30ပုံပေးရမယ်လို့လာပြောပါတယ်ကုသအောင်မှာအတရင်ပိုင်ဆိုင်မှု85သိန်းရှိတော်လည်းပဲလက်ထက်မှာငွေသားရေလို့10သိန်းသာရှိပါတယ်ဒါကြောင့်အဲသူမိမရဲ့တောင်းငွေတွေကိုပေးစရာပတ်စံအလုံးလောက်မရှိပါဘူးဒါအောင်ကြည့်ပြီးတော့ကျွန်တော်တို့ကဥသအောင်မွဲသွားပြီလို့ပြောလို့မရပါဘူးသူ့မှာတခြားသော asset တွေရှိနေပါသေးတယ်ဒီရှင်တွေကိုကျွန်တော်တို့ business အတုံးတုံးရဆိုရင်တော့ solvency တနည်းအားဖြင့် illiquidity လို့ခေါ်ပါတယ် သူ့အနေနဲ့ပေးเสียကြောင်းလာကတော့ဒေဝါလီခံစရာမလိုပါဘူး။ဘာလို့လဲဆိုတော့သူအတရင်ပိုင်ဆိုင်မှုကအပေါင်းပြနေပါတော့။ပိုင်ဆိုင်မှုတစ်ခုကိုသူထုတ်ရောင်းပြီးတော့လိုအပ်တဲ့ငွေကိုအသုံးပြုလို့ရပါတယ်။ဒါပေမဲ့ငွေလုံးနေတာကလည်းဒီနေချင်းဆိုတော့သူ့အနေနဲ့ချင်းငွေတစ်ခုအရင်ယူပြီးပေးရမှာဖြစ်ပါတယ်။ဒါကတော့စီးပွားရေးအတုံးရ bridge loan လို့ခေါ်ပါတယ်။ဒီလိုချင်းငွေမျိုးကမကြာခဏဆုတ်သလိုလက်သမားဦးကြီးများချင်းနေရတဲ့ချင်းငွေမျိုးစားလေးဖြစ်တယ်လို့ဆိုရမှာပါ။ကိုမတိုးလောင်ထားတဲ့စပားရှင်နေတော့ညာလည်းပဲ။ အသုံးလိုလာတဲ့ခါမှာချင်းသွားရောက်ပြီးပြေးဖို့ကြပြန်တော့စဘာစီမကောင်းရမှာအဲစဘာစီစဘာစီရပါတော့စဘာစီကောင်းကောင်းမမိလိုက်မှာဆိုတဲ့အတွက်ကြောင့်မလို့အရင်ဆုံး bridge လုံးကိုလိုချီးပါတယ်ပြီးတော့မှစဘာစီကောင်းတဲ့အချိန်မှာစဘာကိုရောင်းပြီးတော့ပြန်ဆက်တဲ့သဘောပေါ်လေအဲ့တော့ဥတောင်က bridge လုံးကိုချီးပါတယ်အာ for example အဥမာနဲ့သူ့အဖေကချီးလိုက်တယ်ပေါ့နော်အဲဒီနေရာမှာ Diwali ဒီနေရာမှာ bankruptcy ခံဖို့မလိုအပ်ချင်းဒီဥတောင်ရဲ့အတတင်ပိုင်ဆိုင်မှုဒီခုနကကျွန်တော်ပြောတဲ့အတတင်ပိုင်ဆိုင်မှုက စော်ဗန်စီဆိုတော့ခေါ်တဲ့အခြေအနေတစ်ခုမှာရှိနေကြတော့ပဲဖြစ်ပါတယ်။အဲဆိုတော့သူဥပဒေတည်ပိုင်ဆိုင်မှုအပေါင်းပြတယ်ပေါ့နော်။အဲတော့နောက်ထပ်ဥပမာတစ်ခုကြည့်အောင်လို့။အကယ်၍ဥတောင်ရဲ့လက်ထံဆက်ဒီလက်ထံဆက်သူဝယ်ထားတာအရေးကြတယ်ဝယ်ထားတာ။ဒါပေမဲ့သူက down payment ကိုနည်းနည်းပဲပေးလို့ကြောင့်မလို့သူမှအတိုးကြီးများနေတယ်။ဒါကြောင့်မလို့သူပြန်ဆမ်းမယ်ငွေကခုနလို့30မလို့ပဲနဲ့300ဆိုကြပါလို့ပေါ့နော်။ဒါဆိုရင်သူ asset မှာက၄၅ဧကတော့350 Notion က320ငွေစားက10သိန်း ဟိုလစ်တန်ဆိုင်ကကာလာပေါင်စီကဒိန်းတရာတူတောင်ထားတဲ့စဘာကစဘာတထောင်အကြောင်းလို့30 30ဆိုပြောင်း300ဟိုကတိုင်းပဲဗောနော်ဒါပေမဲ့ liability လို့ခေါ်တဲ့အကျိုးဘက်မှာကျတော့အများကြီးအောင်ချင်းငွေရဆယ်သိန်းလက်တော့ဆက်ကအရေးကြသူတောင်းပေးမဲ့နင်းနေတဲ့ဝေထတာဖြစ်တဲ့ကြောင့်မလို့သူ့ရဲ့ပြန်ဆက်ရမယ့်ပမာဏကအတိုးတွေရောအာဒီအတိုးရောအရင်မပေါင်းပြီးတော့ဗောနော်300တော့ဖြစ်သွားပါတယ်အခုပေးဆောင်ပမာဏက55သိန်းလက်သမားချင်းငွေလက်သမားချင်းငွေယူထားတာ350ဒါကြောင့်မလို့စုစုပေါင်း အကျွေးဒီ285ဒိန်ဖြစ်သွားပါတယ်အဲ့တော့ဒီအချိန်ထဲမှာဆိုလို့ရှိရင်ဥတာအောင်ရဲ့အတရင်ပိုင်ဆိုင်မှုနှစ်ခုချားလာတဲ့ခါမှာအနှုတ်ပြသွားခဲ့ပြီဖြစ်ပါတယ်အနှုတ်85ဒိန်ပေါ့နော်အာဒါကျွန်တော်တို့ဒီစီးပွားရေး300ဆိုရင် insolvency လို့ခေါ်ပါတယ် liquidity ပေါ့နော်အဒီအချိန်တွေဟာလုပ်ငန်းဆက်လက်လုပ်ကိုင်နေဖို့အတွက်မတင့်တော့တဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်ဒီလို insolvency ဖြစ်လာပြီးတော့နောက်ဆုံးအကျွေးမပေးနိုင်တော့ဘူးဆိုရင်ဒီဝါလီခံရတော့မှာပဲဖြစ်ပါတယ်ဒီဝါလီခံရဆိုတာ ဥပဒေရဲ့အကူအညီကိုယူပြီးတော့မိမိရဲ့ပိုင်ဆိုင်မှုတွေနဲ့အကျွေးရှင်နေတဲ့ကြားမှာရှင်းလင်းပေးတဲ့ process တစ်ခုဖြစ်ပါတယ်ပေါ့နော်။နိုင်ငံတကာငံရဲ့အဲတက်ဆိုင်ရာဥပဒေတွေတို့ကပြဋ္ဌာန်းထားတဲ့ဥပဒေတွေရှိတာကြောင့်နိုင်ငံအလိုက်ဒီဝါလီခံရင်ဥပဒေတွေဟာကွဲပြားတော့လဲပဲအကြံပြင်းဒီဝါလီခံမှာဆိုရင်တော့ပုံစံနှမျိုးရှိရပါတော့နံပါတ်1ပုံစံကပိုင်ဆိုင်မှုအားလုံးကိုရောင်းချပစ်ခြင်းအင်္ဂလိပ်လိုဆိုရင်တော့ liquidation ပေါ့နော်ပြီးတော့နံပါတ်2ပုံစံတစ်ခုကကြတော့လုပ်ငန်းအတွင်းဒီဖွဲ့စည်းပုံပြောင်းလိုက်တာပေါ့နော်ဖွဲ့စည်းပုံတနည်းအားဖြင့် လုပ်ငန်းရဲ့ပိုင်ရှင်ကိုပြောင်းလဲခံယူလိုက်တာပေါ့သူ့တော့အင်္ဂလိပ်လိုဆိုရင်တော့ restructuring လို့ခေါ်ရဲခေါ်ရဲပေါ့နော်အဲဆိုရင်တော့နှစ်မျိုးရှိတာတွေ့မှာဖြစ်ပါတယ်အဲနံပါတ်1ပုံစံမှာဆိုရင်မိမိမှာတင်နေတဲ့အကျွေးတွေပေးကြရှိတာတွေကို assets လို့ခေါ်ရဲမိမိပစ္စည်းတွေကိုရောင်းချပြီးငွေပေါ်အောင်လုပ်လိုက်တာမျိုးဖြစ်ပါတယ်ဒီလို assets ကိုငွေပေါ်အောင်လုပ်တာကို liquidate လုပ်တယ်လို့ခေါ်ပါတယ်ဗျဒါပေါ်လာတဲ့ငွေကအကျွေးရှင်တွေကိုဆက်ရပါတယ်အဲမှာဆိုရင်အကျွေးမျိုးစားလိုက်ဘယ်လိုအကျွေးရှင်ကတော့ ပတ်စံအရင်ရတဲ့နဲ့ဘလို့အကျွေးရှင်ကတော့အရင်မရတဲ့ကိုဆက်သဖြင့်ဥပဒေမှာဖော်ပြထားတဲ့အတိုင်းဦးစားပေးစနစ်နဲ့တွားမှာဖြစ်ပါတယ်ဒါကတော့နံပါတ်၁ပုံစံရဲ့သဘောတရားအကျမ်းပြင်းလေးဖြစ်ပါတယ်နံပါတ်၂ပုံစံကြပြန်တော့ဒါပေးရမယ့်အကျွေးတွေနဲ့ရှိနေတဲ့ပိုင်ဆိုင်မှုတွေကိုတွက်တယ်ပြီးတဲ့အခါလုပ်ငန်းအမျိုးအစားကအလားအလာရှိတယ်ပေါ့နော်ဟောဒါဟို update ဖြစ်တယ်ပေါ့နော်အော်တိုဒိတ်မဟုတ်ဘူးပေါ့အော်တိုဒိတ်လုပ်ငန်းမျိုးစားမျိုးမဟုတ်ဘူးသူကအလားအလာရှိတဲ့လုပ်ငန်းမျိုးစားလုပ်ငန်းကိုဆက်လက်လုပ်ကန်တိုးတဲ့လူတွေလည်းရှိတယ်အဲ့ဒီလူတွေက ဒီတင်နေတဲ့အကျွေးတွေကိုသူက site ထုတ်ဆက်ပြီးတော့ဒီလုပ်ငန်းကိုလွှဲပြောင်းယူတဲ့ပုံစံမျိုးဖြစ်ပါတယ်။အဒီပုံစံမှာဆိုရင်အဲပိုင်ဆိုင်မှုကတော့ဘယ်လောက်ရှိတယ်ဒီကိုလီလုပ်ငန်းရဲ့ပိုင်ဆိုင်မှုကတော့ဘယ်လောက်ရှိတယ်ဒီဥပမာဆိုရင်ဥဒါဝန်ရဲ့ပိုင်ဆိုင်မှုကတော့ဘယ်လောက်ရှိတယ်အကျွေးကတော့ဘယ်လောက်ဆက်ရမလဲဒါတွေကိုစနစ်တကျဥပဒေကပြဋ္ဌာန်းထားတဲ့အတိုင်းအဆုံးဖြတ်ရယူရမှာဖြစ်ပါတယ်။ဥပမာပြောမယ်ဆိုရင်ဥဒါဝန်ရဲ့ knowledge ဟာဒီမှာပြဋ္ဌာန်းတော့ဒီလောက်တန်တယ်မသိ20လို့သူပြထားတယ်ဒါပေမဲ့ အဲတကယ်ငါပေးချင်တာကတော့10သိန်းရှိတယ်။ဘာညာညခုန်ကြမှာပါနော်။ဒါဒီလိုအတွက်ကြတော့ကျွန်တော်ဥပဒေဆိုတာလိုလာပါပြီ။ဒါကြောင့်မလို့သူကတက်ဆိုင်ရနိုင်ငံတွေရဲ့ပြဋ္ဌာန်းထားတဲ့ဥပဒေကိုဥပဒေရဲ့အဆုံးအဖြတ်ကိုရောက်ရမှာဖြစ်ပါတယ်။ဒီလိုအသေးစိတ်တွေတော့တက်ဆိုင်ရဥပဒေတွေမှာလေ့လာကြည့်လို့ရမှာနော်။အဲ့တော့ပြောချင်တာကဒေဝါလီခန့်တဲ့ဆိုတာမှာမွဲသွားတဲ့သဘောမျိုးဓာတ်ရိုက်မဟုတ်ဘဲနဲ့ဥပဒေရဲ့အကူအညီကိုရယူပြီးတော့စီးပွားရေးကိစ္စတစ်ခုကိုဖြေရှင်းတဲ့သဘောမျိုးဖြစ်ပါတယ်။ဒါကြောင့်တချို့တွေထင်နေကြတဲ့ဒေဝါလီခန့်တဲ့ဆိုတာကကုန်းကောက်စရာမရှိအောင်မွဲသွားတာမျိုးမဟုတ်ဘူးဆိုတာကိုမိတ်ဆွေတို့က သဘောပေါက်စေချင်ပါတယ်တချို့လုပ်ငန်းကြီးတွေဆိုရင်ဒီဝါလီခံလိုက်ပြီဆိုတော့လည်းပဲဒီဝန်ထမ်းတွေကပေါ့နော်ဒီကုံပြလုံးတွေဝန်ထမ်းတွေကဆက်လက်အလုပ်လုပ်ပိုင်ခွင့်ရနေကြပြီဒါကိုမိတ်ဆွေတို့လည်းမြင်မှုမထင်ပါနဲ့ဒါဟာဘာကြောင့်လဲဆိုလို့ရှိရင် restructuring လို့ခေါ်တဲ့ဖွဲ့စည်းပုံပြောင်းပြီးတော့ပိုင်ရှင်ပြောင်းလဲခံယူလိုက်ခြင်းကြောင့်လုပ်ငန်းကဆက်လက်လဲပတ်နေပြီးတော့ပိုင်ရှင်တဦးမှတဦးထံကိုပြောင်းလဲသွားတာမျိုးဖြစ်ပါတယ်အဲ့မြန်မာနိုင်ငံမှာဆိုရင်လည်းဒီဒေဝါလီခံရင်းနဲ့ပတ်သက်ပြီးတော့လူမွဲခံယူခြင်းဆိုင်ရာဥပဒေဆိုတဲ့အမည်နဲ့2020ဖေဖော်ဝါရီလ ဆက်လေးရနေမှာထွက်ရှိတာခဲ့တာကိုမြင်မိကြားမိပါတော့เนาะဒါပေမဲ့လည်းအသေးစိတ်ကိုတော့မလေ့လာနိုင်တာကြောင့် theory ရဲကျွန်တော်အနှစ်ချုပ်ကိုတင်ပြလိုက်ခြင်းဖြစ်ပါတယ်မြန်မာပြည်ရဲ့လူဝဲခံရင်းဆိုင်ရာဥပဒေအသေးစိတ်ကိုတည်တူသူများအတွက်ကတော့အောက်မှာကျွန်တော် download link ပေးရလေးချပေးထားပါတယ်အာတော့ဖတ်ရှုနိုင်ပါတယ်ဗောနော်ဒီနေ့တော့ message တို့လည်းကျင်းတတ်ကြနိုင်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော် blog လေးကနေ episode ကဏ္ဍ၄ကိုလှည့်ကြတင်ဆက်နေတာဖြစ်ပြီးတော့နောက်တစ်ပတ်အလှည့်ကြရတဲ့ကဏ္ဍကတော့တိတ်ပဲကဏ္ဍပဲဖြစ်ပါတယ်ဗျာ